ရာရိတ်ပေးတယ်ဆိုတာတကယ်ဟုတ်ရဲ့လားငရဲမီဘလောက်ပူသလဲလူပြည်နဲ့ပြမပြည်ဘလောက်ဝေးသလဲအဆရှိတယ်စိတ်ဝင်စားစရာစဉ်းစားစရာလေးတွေအကြောင်းမျှဝေဆွေးနွေးပါမယ်ဒီလိုဆွေးနွေးချက်တွေလုံးကြီးဆက်ချရတဲ့ဘုရားဘာသာဆရာတရားတော်တွေနဲ့ audio book တန်စာအုပ်တွေမျှဝေပေးနေတဲ့ဒီ YouTube channel ကိုတက်တဲ့သဘောကြတယ်ဆိုရင် subscribe လုပ်ထားစေချင်ပါတယ် မိလင်ဓာပညာကျင်းစာကိုပတ်မှတ်လေ့လာရင်စိတ်ဝင်စားစရာကျင်းစားစရာလေးတွေတွေ့မိပါတယ်။ဒီကျင်းစာဟာတန်ဖိုးရှိတဲ့ကျင်းစာတစုဖြစ်ပါတယ်။ကျင်းစာမှာလေးနဲ့တဲ့သဘောတရားတွေအဖြစ်မနေသိထားတဲ့နာတွေပါဝင်နေတာကို အထုတလေအမွတ်မတင်လို့တော့ပါ။ဒီကျင်းစာမှာမြောင်များစွာသောဂုဏ်ကြီးချင်းတွေရှိနေသလိုမိဂုံထုတ်စရာလေးတွေအာခွက်လေးတွေလည်းရှိနေတယ်လို့ပြောလိုက်ဖို့ မဝမရေဖြစ်မိတာကြောင့်စိတ်ဝင်စားွယ်စဉ်းစားွယ်လို့ပဲနာမည်တက်လိုက်ပါတယ်။ရဇာရဲ့ဆွဲဆောင်မှုပြည့်ပြတ်တဲ့မိဂုံဆွဲအားရဲ့စိန်ခေါ်ချက်တောင်ကျွမ်းမှုပြဿနာဆိုတဲ့ကောင်းစဉ်လေးမျိုးနဲ့ပြင်ပြပါမယ်။အပိုင်းတည်းကျန်းစာရဲ့ဆွဲဆောင်မှုဒီကျန်းစာမှာပါတဲ့အမေအဖြေတွေဟာစိတ်ဝင်စားစရာကောင်းပါတယ်။ မေအဖြေတွေစိတ်ဝင်စားစရာကောင်းတာတဲ့ရဇာအပေါ်စိတ်ဝင်စားအောင်ဤတန်းချီထားပုံကပို့လို့တောင်းစိတ်ဝင်စားစရာကောင်းနေတယ်လို့ဆိုကြပါတယ်ဘယ်လိုစိတ်ဝင်စားစရာကောင်းတာလဲစိတ်ဝင်စားစရာတွေကဘာတွေလဲမိလိန္ဒာမင်းကြီးနဲ့ရှင်သာကဒေနာတို့ရဲ့အမေအဖြေတွေကိုစူးစီးပြီးကျမ်းစာလောက်ထားတဲ့မိလိန္ဒာပညာကျမ်းစာထဲမှာ ပါတဲ့အကြောင်းအရာတွေဟာတည်တည်မွားမွားတာမင်းညမဟုတ်ဘူး ကြီးမြတ်တဲ့ရောတော်နောက်ကံအတုအတဲတိတ်တိတ်တဲတဲရှိနေတယ်လို့ဆိုလိုတဲ့ရသရာရဲ့သဘောထားကိုရသရာရဲ့ဘာဟိရကထာအခန်းမှာခန့်မှန်းမိလိုက်ပါတယ်။ကျမ်းစာရဲ့ဘာဟိရကထာဟာတတ္တပဗျာရှင်လက်ထက်ကစပါတယ်။တတ္တပဗျာရှင်ရဲ့သာသနာမှာရှင်နာဂဒိနလောင်းလျာဟာယဟန်တပါဖြစ်ခဲ့ပါတယ်။မိလိန်တာမင်းလောင်းလျာကတော့ရှင်သာမဏေဖြစ်ခဲ့ပါတယ်။ ူတို့နှစ်ပါးဟာတခြားယဟန်တွေနဲ့အတူဂိဂါမြင်နာကကြောင်းတိုက်တစ်ခုမှာနေကြပါတယ်။ဒီနေ့မှာယဟန်တော်ကကြောင်းတိုက်အတွင်တမြင်လဲပြီးရှင်သာမဏေကို အမှိုက်ကျုံးခိုင်းပါတယ်။ရှင်သာမဏေကမကြားဟန်ဆောင်နေပါတယ်။သုံးချိန်တိုင်တိုင်ခိုင်းပေမဲ့ရှင်သာမဏေကမကြားဟန်ပဲဆောင်နေတာကြောင့်ယဟန်တော်စိတ်ဆိုးသွားပြီးသာမဏေကိုတပြက်စီးရုံးနဲ့ကြိုက်ပါတယ်။သာမဏေကိုပါတယ် ကြောက်လို့မှိုက်ကျုံလိုက်ပါလေမှိုက်ကျုံရတဲ့ကောင်းမှုကြောင့်ဖြစ်လျာဘဝမှာဝန်းတဲ့နေလို့ဘုံကံကြည့်သူတဘိုးကြည့်သူ ဖြစ်ရပါလို့ဤလို့ဆုတောင်းပါတယ်အမှိုက်ကျုံပြီးတဲ့နောက်ငင်္ဂါမြင့်မှာရချိုးတော်လေဖြစ်လျာဘဝတိုင်းမြည်ရည်နိုင်တဘိုးအဟုံလို့အရာအားလျော်စွာ ဖြစ်ပေါ်လာတဲ့ပရိပဉ္ဉံရှိသူမကုံနိုင်တဲ့ပရိပဉ္ဉံရှိသူ ဖြစ်ရပါလို့ဤလို့ဒုတိယအကျဉ်းဆုတောင်းပြန်ပါတယ် ။ဂါမဏီရဲ့ဆုတောင်းသံကိုကြားလိုက်တဲ့ယဟန်ကလည်းမြည်ရည်လိုက်တဲ့ဘောအဟုံလိုမကုံနိုင်တဲ့ပฏิပန်ညာရှိသူ ဖြစ်ရပါလို့ဤ။ဂါမဏီမြည်တဲ့မေကုံတိုင်းရှင်းလင်းပြေဆိုနိုင်စွမ်းရှိသူ ဖြစ်ရပါလို့ဤလို့ဆုတောင်းပါတယ်။ယဟန်တော်နဲ့ရှင်သာမဏေတို့ဟာကတ္တပဘုရားရှင်နဲ့ဂေါရမဘုရားရှင်တို့ရဲ့ဈာကာလမှာလူပြည်နတ်ပြည်တွေမှာဖြစ်ကြရပါတယ်။ဘုရမဘုရားရှင်လက်ထက်မှာကြားရရကြပါတယ်။ ဘောဓမဖရာပြိဋ္ဌိဘံဆံပြီးနှစ်ပေါင်း900ကျော်တဲ့အခါလူပြည်မှာဖြစ်လာကြလိမ့်မယ်သောဝီနီဝိဓမတရားတွေကိုလက်နဲ့နဲနဲဝေဖန်ပြီးအမေးအဖြေပြုလုပ်ကြလိမ့်မယ်လို့ဘောဓမမြတ်စွာဘုရားကကြားထိတ်ပြတော်မူခဲ့တယ်လို့ဆိုပါတယ်ဗမပြိဋ္ဌိဘာနာတော်ပြစ္ဆဝတ္တတတိအတိတ်ကံဒီဣတိဩပိစိတ်တန်တိစရှိတိဖြင့်ဆိုထားပါတယ်စိတ်ဝင်စားစရာပါပဲ ိတ်ဝင်စားစရာကောင်းတဲ့ဒီနီတန်းမှာစဉ်းစားစရာတွေလည်းပါနေပါလေ။ဒီမြဲလဲတဲ့ဇဝင်ကဟာဖြစ်ရမှန်လားဇလန်းစင်မှုလား။ဤတန်းမှာပါတဲ့ဒီအဖြစ်ပြက်တွေဟာတကယ်ဖြစ်ရမှန်တွေလား။ပြန့်ပြူသူစာရေးစရာကသူ့ကြံသူ့မှတ်တမ်းခတ်ထည်သွားအောင်ဝင်ချလိုက်တာလား။အဖြစ်မှဆိုရင်ဘယ်ကျမ်းကိုကိုးကားမလဲ တတဘာဘုရားရှင်ရဲ့ပိဋကတ်ကိုကိုးကားမလားဘောဓမဘုရားရှင်ရဲ့ပိဋကတ်ကိုကိုးကားမှာလားဝိလိန္ဒပညာကျမ်းစာမှာတော့အတိတေကိတာကတ္တပတ္တဘဂဝါတော်သာသနေအစရှိသည့်ဖြင့်ဆိုထားပါတယ်။ဤတာတဆင့်စကားချားမှုတာကို ပြန်ပြောတာလို့ဆိုပါတယ်။တဆင့်စကားချားမှုတဲ့လူပြောသူပြောအရက်စကားဖြစ်တဲ့အတွက်အထောက်အထားခိုင်ပါတယ်လို့မဆိုနိုင်ပါဘူး။ ထောက်ထားခိုင်ပါတဲ့ဖြစ်ရမှန်ဇလန်းမဟုတ်ပဲဇလန်းစင်ထားတာဆိုရင်တော့အကွက်စင်တာမစစ်ဆက်ဘူးလို့ဆိုရမှာပါဘယ်လိုမစစ်ဆက်တာလဲဇလန်းထဲမှာယဟန်တော်ကရှင်သာမဏေကိုဒီပြည့်စည်းရုံးနဲ့ရိုက်တာဟာပြဿနာဖြစ်ပါတယ်ယဟန်တော်ကရှင်သာမဏေကိုရိုက်တာနဲ့တာမျိုးမြာဟောပိဋကကျမ်းစာတွေမှာမတွေ့ဘူးပါဘူး နိဟိတဓာတောနိဟိတတ္ထောဆိုတဲ့အတိုင်းသူတစ်ပါးကိုထိခိုက်နာကျင်စေနိုင်တည်ကြည်ပျက်စီးစေနိုင်တဲ့ဒုဒ္ဓါလက်နဲ့ကိုစွပယ်တော်မူပြီးဖြစ်တဲ့ရသော်ဖရားရဲ့တိမ်ပွေတဲ့ဉာဏ်သာနိလန်းကိုအတုလိုက်ပြီး၆လမ်းကြာရမှာယဉ်ကျေးတိမ်ပွေကြာရမှာဖြစ်ပါလေ။ယဟန်ကရှင်သာမဏေကိုရိုက်တာဟာဒီနေ့ခေဒီနေ့အမြင်မှာလဲလက်ခံနိုင်စရာမဟုတ်တဲ့ကိစ္စဖြစ်ပါလေ။ ဟာခွဲနောက်တစ်ခုကစေတမဏိအမှိုက်ကျုံးရမှာမလုတ်ချင်ပဲလုတ်လိုက်ရတဲ့သဘောချင်ရှားနေပါလေယဟန်တော်ကရှင်သာမဏေကိုရိုက်တယ်ရှင်သာမဏေငိုတယ်ကြောက်လို့လုတ်လိုက်ရတယ်ဒီနေရာမှာမလုတ်ချင်ပဲလုတ်လိုက်ရတဲ့ကုသိုလ်ဟာအဘိဓမ္မာသဘောအရာတတင်္ခာရိကကုသိုလ်ဖြစ်ပါတယ်စိတ်ထဲကလိုလိုလားလားတက်တက်ကြွကြွကြီးကြီးနူးနူးနဲ့ပြုတ်လုပ်တဲ့အတင်္ခာရိကကုသိုလ်တော့မချက်မြက်ပါဘူး မေးအဖြေကျမ်းစာနဲ့အပြည့်အဘိဓမ္မာသဘောတရားတွေပါနေပြီမဲ့ကျမ်းကိုမှုနဲ့ဤရန်ကတော့အဘိဓမ္မာသဘောတရားနဲ့ဤနိုင်ကြည့်တဲ့အခါလက်ဟာမှုရှိနေတာတွေ့ရပါတယ်စစ်စစ်ပေါက်ပေါက်မေးတဲ့ပုံနဲ့မေးတိုင်းဖြေနိုင်ဖို့ရင်းခံအကြောင်းတရားကုသိုလ်အထောက်ပံ့ပြုလုပ်ကြတဲ့နေရာအမိုက်လဲအမိုက်ကျုံးကြတဲ့ဇဝင်ကမ်းမှာအမိုက်ကျုံးသူမိလိန်နာမင်းကြီးလောင်းနေရာရှင်သာမဏေအတွက် ဉာဏ်ပညာထက်မြက်စေနိုင်တဲ့ညာနာတမ်းမြုပ်သဘောအတ္တခါရိကသဘောတိဟေကုသို့ပြုလုပ်မှုသဘောတွေသိဟာနေပါတယ်။ဘောရမမြတ်စွာဘုရား ကိုတော်တိုင်ဗျာဒိတ်ပြီးခဲ့တယ်ဆိုတဲ့ကိစ္စကတော့တိတ်မထူးဆန်းလာဘူးထင်ပါတယ်။မင်းတို့မင်းကြီးတောင်မှဘဝတစ်ခုမှသန္ဓမုခီဘလူးမှဖြစ်ခဲ့ပြီးမန္တလေးတောင်ပေါ်မှာဂေါရမဘုရားနဲ့တွေ့ခဲ့တယ်။ ဥယျာဉ်သားကိုဖျက်ပြီးမြတ်စွာဘုရားကိုတူခဲ့တယ်။ဒီဘလူးမဟာနောက်တစ်ချိန်မှာမင်းတို့မင်းဖြစ်လာလိမ့်မယ်လို့မြတ်စွာဘုရားကဗျာဒိတ်ပေးခဲ့ကြောင်းပြောဆိုနေကြပါတယ်။သူယင်သားကိုဘုရားလူနေတဲ့ဘလူးမရောက်သူမန္တလေးတောင်ပေါ်မှာတွေ့နိုင်ပါတယ်။ဒီလိုထွေလုံးဗျာဒိတ်ဇလန်းနေအများကြီးရှိနေတဲ့အတွက်မိလင်ဒပညာကျမ်းစာတွေကဗျာဒိတ်ဟာ အထူးဆန်းလာဘူးလို့ဆိုရတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းတနည်းအားဖြင့်ဆိုနိုင်စရာရှိပါသေးတယ်။အမှိုက်လဲကြအမှိုက်ကျုံးကြပြီးຢာရဲရကြတဲ့ဖြစ်ရဟာတကယ်အမှန်ဖြစ်ပေမဲ့အကြောင်းမတိုက်ဆိုင်တဲ့အတွက်ကြောင့်သတ္တဗ္ဗမြတ်စွာဘုရားလည်းမဟောခဲ့ဘူး။ဘောဓမမြတ်စွာဘုရားလည်းမဟောခဲ့ဘူး။ဘုရားရှင်သည်သူဟောတော်မူခဲ့ပေမဲ့ကျမ်းစာက ပုပ်ဘေနိဝါဒနုတ္တိညာနဲ့အတိတ်ကိုစဉ်းကျင်သုံးသပ်သိမြင်ပြီးသူသိမြင်တဲ့အတိုင်းရေးခဲ့တာလို့ဆိုနိုင်ပါသေးတယ်မဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူးကျန်းစရာလဲပုပ်ဘေနိဝါဒနုတ္တိညာရနိုင်ပါတယ်ကျန်းစရာအနေနဲ့ပုပ်ဘေနိဝါဒနုတ္တိညာရခဲ့ရင်တောင်မှအနာဂတန်တညာတော့ရခဲ့မှာမတူပါဘူးအနာဂတန်တညာရခဲ့ရင်လဲ ရှင်သာဂဒေနနဲ့မိလင်သာမင်းကြီးတို့ຢາໄດ້ຢາກຈະໄດ້ສູ່ແຜ່ນແຜ່ນປະຕິບີອະນາຄະກາລະມາຍານົ່ງດູດີວີວາຖွေປຽສຍາຜິດລະໄນມະລາລູປິຕິນຕ້ອງຕັດຜູ້ອະນາກະຕັນຕະຍານໂນກູອະຕົ້ງຊະແກ່ຫັນບໍ່ດູຜູ້ລູສູ່ຢາມາຜິດပါແດ່ອະປາຍຫຼິບະປີ້ປຽດແດ່ເມກົນຈ້ອງສາແດ່ມາປາແດ່ເສດເວຊາສຍາຈ້ອງຢາລີດີຈ້ອງ ဆက်ပြီးဆွေးနွေးပါမယ်။စိတ်ဝင်စားစရာနောက်တစ်ခုကမေခွန်းမပြတ်တာဖြစ်ပါတယ်။ဒီကျမ်းစာထဲမှာမိလိတ်တာမင်းကြီးကမေခွန်းတွေမေးပါတယ်။ရှင်နာကဒိနာကလည်းမင်းကြီးမေးတိုင်းဖြေဆိုပါတယ်။အမေဖြေရစုပြီးကျမ်းစာလွတ်လိုက်တော့မိလိတ်တာပညာကျမ်းစာဖြစ်လာတာပါ။ဆက်ဆက်စုစုစစ်စစ်ပေါက်ပေါက်မေးတတ်တဲ့မင်းကြီးဟာ အကြောင်းအရာတစ်ခုကနေဆက်ဆက်ပြီးတော့လဲမိကုံးတွေမေးပါတယ်ဆက်ဆက်မိကုံးတွေ ပါနေတာဟာဒီကျက်စာရဲ့ထူးခြားချက်တစ်ခုလို့ဆိုနိုင်ပါတယ်ဆက်ဆက်မိကုံးတွေမေးတယ်ဆိုပေမဲ့မြေရန်ကြီးဆက်ဆက်ပြီးမေးနေတာတော့မဟုတ်ပါဘူးတချို့နေရာတွေမှာဆက်မေးတင်ပါလျက်နဲ့အရှင်ဘုရားရဲ့ဖြေဆိုမှုဟာတည်တော်ပါပြီလေဆိုပြီးရက်တန်သွားတာတွေရှိပါတယ်ငါသာဆိုရင်ဒီလိုဆက်မေးလိုက်ပါလို့ စာဖတ်သူစိတ်ကူးမိမဲ့နေရာမျိုးတွေရှိပါတယ်။ဆက်ဆက်ပြီးသိကျင်စရာတွေကိုဆက်မမေးပဲထားခဲ့တာတွေဖြစ်ပါတယ်။ဆက်မေးတင်ပါလျက်နဲ့မမေးတော့တဲ့အတွက်ကြောင့်မေးတတ်တဲ့မင်းနဲ့ဖြေတတ်တဲ့အရှင်တို့ရဲ့အမေးအဖြေမှတ်တမ်းမှဟုတ်ရဲ့လား။ဒါရင်ဆရာတယောက်တည်းကဇက်ကောင်တွေဖန်ပြီးအမေးဖြေတွေတွင်စီပြီးရေးထားတာများလားလို့စဉ်းစားချင်စရာဖြစ်နေပါတယ်။ဆက်မေးတင်ပါလျက်နဲ့ မမေးပဲရက်ထားလိုက်တဲ့နမူနာတစ်ခုပြပါမယ်။အရှင်ဖုရားအနေနဲ့နောက်ဘဝပဋိသင်္ဍေနေရာအောင်ပါလားလို့မိလင်တာမင်းကြီးကမေးပါတယ်။အရှင်ဖုရားကယန္တာလားလို့မေးခြင်း ဖြစ်ပါတယ်။ရှင်နာဂဒေနက ဟုတ်တယ်မဟုတ်ဘူး။ပြက်ပြက်သားသားမဖြစ်ပါဘူး။ကိလေသာရှိရင် နောက်ဘဝပဋိသင်္ဍေနေရာအောင်မယ်။ကိလေသာမရှိတော့ရင်နောက်ဘဝပဋိသင်္ဍေမနေရတော့ဘူးလို့ ရေပုံရသဘောတရားကိုဖြေပါတယ်ဒီအဖြေကိုမိလိဒ္ဓမင်းကြီးကသဘောကျသွားတယ်လို့ဆိုပါတယ်ရှင်သာကတိနာရဲ့ပုဂ္ဂလိကအခြေအနေကိုသိကျင်လို့မေးတာပဲအရှင်ဘုရားမှာကိလေသာ ရှိသေးလားလို့စက်မမေးတယ်ဘူးလားဒီနေရာမှာအရှင်သာကတိနာဟာသူ့ရဲ့တရားထူးရရှိတဲ့အခြေအနေကိုပွင့်ပွင့်လင်းလင်းမပြောချင်တဲ့အတွက်သွားဝါရာရောက်မှာစိုးတဲ့အတွက် ချိန်ချံပြီးတွယ်ဝိုက်ဖြည့်ဆို့လိုက်တာလို့ဆိုနိုင်ပါသေးတယ်။ဒါပေမဲ့တခြားနေရာတွေမှာအเจ้าညာတစ်ခုနဲ့တစ်ခုဆက်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 ပြီးမိခုံးနေဇက်တိုက်ဇက်တိုက်မေးတတ်တဲ့မင်းကြီးရှင်နာကတင်နာရဲ့လက်ရှိအခြေအနေကိုသိကျင်နေတဲ့မင်းကြီးဘာဖြစ်လို့ဆက်မမေးတော့တာလဲ။ကျမ်းပြသူစာရေးဆရာကမေးခွန်းမပြုလို့ဆက်မမေးတော့တာလားလို့မေးခွန်းထုတ်ချင်စရာဖြစ်မနေဘူးလား။ ပိုင်းသောဆွဲအားရဲ့စိန်ခေါ်ချက်နောက်ထပ်စိတ်ဝင်စားစရာစဉ်းစားစရာတစ်ခုကိုတော့မြမလောကပညာကမ်းမှာတွေ့ရပါတယ်မြမပြည်နဲ့လူပြည်အကွာအဝေးကိုဆွေးနွေးတဲ့အခန်းဖြစ်ပါတယ်လူပြည်နဲ့မြမပြည်ဘယ်လောက်ဝေးသလဲလို့မိလိဒါမင်းကြီးကမေးပါတယ်အဲအထွက်လောက်ရှိတဲ့ကြောက်တုံးကြီးတစ်ခုဟာမြမပြည်ကနေကြာလာမယ် တရက်မှာ ယူဇနာပေါင်း48000ပြည်တွင်မယ်အဲ့ဒီကြောက်တုံးကြီးဟာလေးလာကြမှာလူပြည်ရောက်မယ်အဲ့ဒီတော့ဝေးတယ်လို့ရှင်နာကဒေနာကဖြေပါတယ်ဒါနဲ့ဆက်ဆက်ပြီးတွက်ကြည့်မယ်ဆိုရင် ကြောက်တုံးကြီးဟာတရက်မှာယူဇနာ48000လုံးနဲ့ကျလာတယ်ဆိုတော့လေးလာဆိုရင် ယူဇနာပေါင်း58,600ဖြစ်ပါတယ်ဒီယူဇနာကို10မိုင်နှုန်းနဲ့ပြန်တွက်ရင် မိုင်ပေါင်း46တန်း8000ဖြစ်ပါတယ်လူပြည်နဲ့မြမပြည်အဲ့ဒီလောက်ဝေးတယ်လို့ဆိုရမှာပါအရှင်ရဲ့အဖြေကို မင်းကြီးကသဘောကျတယ်လို့ဆိုပါတယ်။မင်းကြီးလည်းအကွာအဝေးကိုရုတ်တရက်တွက်ချက်ဖို့ခက်နေတဲ့အတွေ့ထားပါတော့လို့သဘောကျလိုက်တာများလား။သဘောကျတယ်ပဲထားပါဦး။ညီမပြည်ကနေကြောက်တုံးကြီးကြလာမယ်ဆိုတဲ့နေရာမှာအဆုံးထွက်ပြဿနာ ရှိနေပါတယ်။ gravitational force ဆိုတဲ့ဆွဲအားကိုထည့်မတွက်ခဲ့တာပါမိလင်ဒမင်းကြီးကလည်းဆက်ပြီး မဆက်စုခဲ့ပါဘူးအဲ့ဒီအချိန်တုန်းကဆွဲအားနိယာမကိုမဖော်ထုတ်ရသေးတဲ့အတွက်ဝိခေါ်စဉ်းစားမှုနောက်ခံယုတ်တိနဲ့ကျင်းခဲ့ပါတယ်ဆွဲအားနိယာမကို လူတွေမသိသေးဘူးမဖော်ထုတ်ရသေးဘူးဆိုပေမဲ့ဆွဲအားသဘောကတော့ရှိနေခဲ့ပြီးသားဖြစ်ပါတယ်ဆွဲအားကိုထည့်စဉ်းစားမယ်ဆိုရင် လူပြည်စီကြလာတဲ့ကြောက်တုံးကြီးဟာတရက်တည်းရဲ့မှာ ယူဇနာ၄၈၀၀၀လုံးနဲ့ကြလာလို့မရပါဘူးတသမတ်အလျင်နဲ့မကြနိုင်ပါဘူးကဘာနဲ့နီလာလီဆွဲအားပိုပြင်းပြီးကြတဲ့နှုံမြန်းလာလီဖြစ်မှာပါနောက်တစ်ခုက တွက်ဆခဲ့တဲ့အွာဝေးကနေကြလာတဲ့ကြောက်တုံးကြီးဟာတာမန်အိမ်တလုံးလောက်ရှိအောင်တောင်မှကဘာစီကြမလာနိုင်ပါဘူး အဲ့ဒီလောက်အကွာဝေးမှာရှိတယ်အဲ့ဒီလိုကြောက်တုံးကြီးအပေါ်ကဘာဆွဲအားတက်ရောက်မှုမရှိသလောက်ပဲဖြစ်ပါတယ်အဲ့ဒီတော့ကြောက်တုံးကြီးဟာအာကာသထဲမှာတွင်မျောနေဖို့ပဲရှိပါတော့တယ်ဒါကနိဗ္ဗာန်ရောက်ကြောင်းတော့မဟုတ်လာပါဘူးသူခင်းတဲ့သူ့အခါအရှင်ပြေခဲ့ပြီမဲ့ဒီနေ့ခေကာလမှာခေကာလဘုဒ္ဓခေကာလအဋ္ဌညာနဲ့တွဲဆလိုက်ရင်အရှင်မပြေတာကို ဆိုလိုတာပါ အပိုင်းလေးလောင်ကျွမ်းမှုပြဿနာနောက်ထပ်စဉ်းစားစရာတစ်ခုကလောင်ကျွမ်းမှုပြဿနာ ဖြစ်ပါတယ်နေရီကဲ့ကိအုံနာဘာဝပညာကမ်းမှာငရဲမီပူလောင်ပုံကိုဆွေးနွေးထားပါတယ်ငရဲပြီကငရဲမီဟာလူပြီကဒါမန်မီတဲ့အစများစွာပိုးပူတယ်ပိုပြင်းတယ်လို့ဆိုပါတယ်ကြောက်ခဲလေးတလုံးကို လူပြီကတာမန်မီနဲ့တနေကုန်ရှို့မြရင်တောင်မ ကြောက်ခဲလေးပြေပြက်မသွားနိုင်ပေမဲ့ငရဲပြည်ကငရဲမိနဲ့ဆိုရင်တော့ကြောက်တုံးကြီးကိုတောင်းတစ်ချက်သေးနဲ့ဟုတ်ကနေလောင်ကျွမ်းပြစ်လိုက်နိုင်တယ်လို့ဆိုပါတယ်ငရဲပြည်ကငရဲမိအဲ့ဒီလောက်ပြင်းပေမဲ့ငရဲသားကိုလောင်ကျွမ်းတဲ့အခါမှာတော့ငရဲသားတစ်ချက်သေးနဲ့ပြေပြက်မသွားပဲအပြစ်ရှိသလောက်ခံရပြီးမှငရဲကလွတ်မြောက်တယ်လို့ဆိုပါတယ် အဲ့ဒီလိုငရဲပြည်ကငရဲမီးရဲ့ပြင်းအားနဲ့ငရဲသားကို လောင်ကျွမ်းမှုအပေါ်မှာမိလင်သာမင်းကြီးမရှင်းမရှင်းဖြစ်နေပါတယ်။ငရဲမီးသာပြောသလောက်ပြစ်ထမ်းမယ်ဆိုရင်ငရဲသားကိုတစ်ချက်တည်းလောင်ကျွမ်းပြစ်လိုက်ပါလား။ဘာကြောင့်ငရဲသက်ရှင်နေရတာလဲလို့မေးခွန်းထုတ်ပါတယ်။ငရဲသားကျူးလွန်ခဲ့တဲ့အကုသိုလ်ကံကြောင့်ပြန်ပြန်ရှင်ပြီးအဖန်ဖန်လောင်ကျွမ်းခံနေရတာလို့ ရှင်သာဂဒေနအဖြစ်ပါတယ်ဒီအဖြစ်မှာအဓိကအကြောင်းရင်းကတော့ကံစွမ်းတတ္တိပဲဖြစ်ပါတယ်ဒီလောက်ဆိုရင် မေလိုရင်ရောအဖြစ်ပါရှင်းနေပါတယ်ရှင်းနေတာကို ဥပမာနဲ့ဆက်ပြောပါအောင်ဆိုတော့ဥပမာတွေနဲ့ဆက်ပြောပါတယ်ဥပမာတွေကလည်းတာမန်စာဖတ်သူအတွက်ဆိုရင်တော့အောင်းမုံတဲ့ဥပမာတွေလို့ဆိုနိုင်ပါတယ်စစ်စစ်ဆက်ဆက်လိုက်ဖတ်ပြီး ဆက်ဆက်မှုတွေနဲ့ကြံစမိတဲ့အခါချုပ်ထွေးသွားပါတယ်ဥပမာတွေနဲ့ရှင်းပြတဲ့နေရာမှာတရိษံတွေတကောင်နဲ့တကောင်အကောင်လိုက်မျိုးကြတဲ့အခါမျိုးတဲ့အကောင်မှာအစာမကြေရာရလို့မရှိဘူးစားတဲ့မျိုးတဲ့တရိษံရဲ့ဘိုက်ထဲမှာအစာမျိုးခံရတဲ့တတ္တဝါအကောင်ရဲ့အရိုးတွေတောင်းပြည့်ပြည့်လောင်ကျွမ်းသွားကြတယ်ဒါပေမဲ့ဘိုက်ထဲကတရေသားကြတော့ဘာမှမဖြစ်ဘူးအဲ့ဒါဘာကြောင့်လဲလို့ ရှင်နာကဒေနာကပြန်လံမေကုံးထုတ်ပါတယ်။ကံကြောင့်ဖြစ်မှာပါလို့မင်းကြီးကဖြေပါတယ်။ထိုနည်းတူပဲငရဲသားရဲ့ကံကြောင့်ဘောလို့ရှင်နာကဒေနာကဖြေပေးလိုက်ပါတယ်။နောက်ဆုံးရှင်နာကဒေနာရဲ့ရှင်လင်းဖြေဆိုချက်ကိုမိလိန်တာမင်းကြီးကသုံးဆံအတိုင်းသဘောကျသွားလေတတိပဲဆိုပါစို့။သဘောမကျเสียရာက သောသောကပြောခဲ့သလိုမေးလို့ရင်ဖြေလို့ရင်ရှင်းနေပြီမဲ့ဥပမာနဲ့ဆက်ရှင်းလိုက်တဲ့နေရာမှာမရှင်းမရှင်းဖြစ်ရတာပါဒါတဲ့မျိုးတဲ့ဒိဋ္ဌာန်ရဲ့ဘိုက်ထဲမှာအမျိုးခံရတဲ့အကောင်ရဲ့ရိုးရီတောင်ခြေပြက်လောင်ကျွမ်းသွားရပြီမဲ့မျိုးတဲ့အကောင်ရဲ့ဘိုက်ထဲကသရေသားကြတော့ဘာမှမဖြစ်တာဟာကံစွမ်းတတ္တိကြောင့်ဆိုတဲ့နှိုင်းရှင်ချက်ဟာနားရှုပ်စရာ ဖြစ်ပါတယ်ကံကြောင့်ဆိုတာတဲ့ ခန္ဓာဗီရဖွဲ့စည်းပုံကြောင့်လို့နားလေတဲ့ပါလေမျိုးခံရတဲ့အကောင်ကမျိုးတဲ့အကောင်ရဲ့အစာအိမ်ထဲရောက်သွားပြီးအစာခြေစနစ်ရဲ့ခြေပြက်တာကိုခံလိုက်ရတာမျိုးတဲ့အကောင်ရဲ့တရေသားကတော့အိမ်ထဲမှာမို့ဘေးကင်းနေတာမဟုတ်လားကံနဲ့ဆိုင်လို့လားတရေသားကိုအစာအိမ်ထဲထည့်လိုက်ရင်တရေသားလည်းတော်ကျွမ်းချီဖြက်ခံရမှာပဲမဟုတ်လားဒုက္ခနဲ့သူ့အခါသူ့ကျန်းစာနဲ့သူ့ တဘောကြစရာဖြစ်ခဲ့တဲ့ခိုင်နိုင်ဖြစ်ဆိုမှုဟာခုနေခါမှာအခုလိုဆက်ဆက်စဉ်းစားလိုက်ရင်စဉ်းစားစရာဖြစ်နေပါလေဒီနေရာမှာတရေသားလောင်ကျွမ်းချေပြတ်မခံရပဲတအိမ်ထဲမှာဘေးကင်းနေတာဟာကံစွမ်းတတ္တိကလုံးကျုံရာမှာနေရာချပေးလိုက်တာကြောင့်လို့ကံစွဲကြီးကြီးနဲ့တွန့်တက်နိုင်ပါသေးတယ်တတ္တဝါတွေအပေါ်ကံစွမ်းတတ္တိရဲ့သက်ရောက်မှုကိုရင်းပယ်စရာမရှိပေမဲ့ အရာရာအတွေ့ကံနဲ့ဆက်ဆက်ကြည့်နေဖို့မလိုဘူးဆိုတာကိုတော့သတိထားတယ်ပါလေအကြောင်းအရာတွေအချင်းအရာတွေအဖြစ်အပျက်တွေကိုစဉ်းစားတဲ့နေရာမှာကံတရားအပြင်တဘာဝတရားတွေနေရာမှာတရားတွေကိုလည်းထည့်သွင်းစဉ်းစားတင်ပါလေနေရာတကာမှာအရာရာမှာကံကိုသာလက်ညှိုးထိုးနေရင်ပုပ်ပေကတဟေတုကဒိဋ္ဌိအယူမှားနေမိသွားနိုင်ပါလေ ဒါတွေကတော့ဝိလိဒ္ဓပညာကျမ်းစာကိုဖတ်မှတ်လေ့လာရင်တွေ့မိတယ်။စိတ်ဝင်စားစရာ၊စဉ်းစားစရာလေးတွေကိုမျှဝေရုံတက်တက်ပါ။စိတ်ဝင်စားလို့စဉ်းစားခြင်းနဲ့ဆိုရင်ဆက်လက်လေ့လာပြီးဆက်ဆက်စဉ်းစားကြဖို့အဆဖော်ပေးလိုက်ပါရစေ။အရေးမကြီးဘူးစိတ်ဝင်စားဘူးဆိုရင်လည်းမေ့ထားလိုက်ပါ။